လာပါရှင်ကျမကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ် တိုင်းရင်သားတွေသက်ဆိုင်ရာပုံကိုယ်တွေအနေနဲ့မဖြစ်နိုင်တာတွေရှောက်ပြောပြီးလုံနေလို့မရဘူးလို့စစ်ကောင်ဆောင်ပူရှုံမှုကြီးမင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်။အခြေခံဥပဒေပြင်ဆင်ဖို့အတွက်တချို့အချက်တွေကိုသဘောတူညီပြီးဖြစ်လို့တိုင်းရင်သားတွေနဲ့သက်ဆိုင်ရာပုံကိုယ်တွေအနေနဲ့ဖြစ်နိုင်တာတွေကိုပဲတောင်းဆိုပြီးမဖြစ်နိုင်တာတွေကိုမလုပ်ကြဖို့ပြောတာဖြစ်တယ်လို့ဒီကနေ့ပြုလုပ်တဲ့ NCA ဆင်နစ်ပြနှစ်ပတ်လည်နဲ့အခမ်းအနားမှာစစ်ကောင်ဆောင်ကပြောဆိုလိုက်တာပါ။ ်ဒါအပြင်အခြေခံဥပဒေပြင်ဆင်နိုင်ဖို့အတွက်ဥတီချက်ကိုမမကကန်လှုပ်ဖို့လိုအပ်ပြီးဒိုင်းရင်သားအရင်နဲ့ပတ်သက်လို့တောင်းဆိုချက်တွေလုပ်တဲ့အချိန်မှာနိုင်ငံရေးစင်မြင့်ဖြစ်တဲ့လွတ်တော်မှာပြောနိုင်တာကအကောင်ဆုံးဖြစ်တယ်လို့သူကဆက်ပြောပါတယ်စကောင်းဆောင်ရဲ့အဲ့ဒီလိုအပြောတွေဟာတိုင်းရင်သားတွေကိုသူပေးတာပဲယူဆိုတဲ့သဘောနဲ့ပြောဆိုတာဖြစ်တယ်လို့နိုင်ငံရေးလေ့လာသူတွေကဝေဖန်နေကြပါရဲ့ရှင်။ ပုဂ္ဂလိကကဏ္ဍကအလုံသမားတွေကိုထောက်ပံ့ခြင်းတရက်ကိုတထောင်ချက်တူပေးဖို့စစ်တပ်ဩဇာခံအနေဆုံးအခကျင်းငွေတက်မဲ့ရဲ့ဆိုင်ရအမျိုးသားကော်မတီကအမိန့်ကြေညာချက်ထုတ်ပြန်ပါတယ်။ စစ်တပ်ကနန်းစီဒီအမ်ဝန်ထမ်းတွေနဲ့အငင်းစားဝန်ထမ်းတွေကို ထောက်ပံ့ခြင်းအနေနဲ့တလောက်ကို3000ကျပ်ပေးတော့မဲလို့ကြီးညာပြီးနှစ်ပတ်အကြာမှာပုဂ္ဂလိကကဏ္ဍအတွက်ပါအမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။နန်းစီဒီအမ်တွေနဲ့အငင်းစားဝန်ထမ်းတွေကိုထောက်ပံ့ခြင်းအနေနဲ့တလောက်ကို3000ကျပ်ပေးတော့မဲလို့ကြီးညာထားပေမဲ့ပုဂ္ဂလိကကဏ္ဍကအလုံသမားတွေကိုတော့အလုံလုံတဲ့ရက်တွေနဲ့1950ခုနှစ်ခွင်းရနဲ့အလုံပိတ်ရက်အပ်ဥပဒေအရအပေါ်ထောက်ပံ့ခြင်းတရက်ကို1000ကျပ်ခန်းစားခွင့်ပေးမှာ ာဆိုပြီးခွေးကြားသတ်မှတ်ထားတာလည်းဖြစ်ပါတယ်။အခုလိုအလုံသမားတွေအတွက်အပိုထောက်ပံ့ခြင်းပေးဖို့အမိန့်ထုတ်လိုက်တဲ့အတွက်အထမ်းအလျောက်ငွေပိုရဖို့ရှိပေမယ်။အနည်းဆုံးအခချင်းငွေခေါင်းစဉ်အောက်မှရှိမနေလို့အငင်းပေါ်စရာရှိနိုင်ကြောင်းအလုံသမားသမဂခေါင်းဆောင်တယောက်ကပြောပါရရှင်။တီဘောမျိုးနေအထီရောက်လာပြီးဖြစ်တဲ့စစ်ကောင်စီထိုးစစ်နဲ့တရုတ်ဖီအားကြကရှမ်းမြအလားအလားဘလို့ရှိနိုင်ပါသလဲနိုင်ငံရေးစီရေးလေးလာသူတွေရဲ့အမြင်ကိုထက်အောင်ကပြောပြပေးတော့မှာပါ စစ်ကောင်စီရဲ့ထိုးစစ်ဟာတအန်တက် TNL ထင်းချုပ်ထားတဲ့တီဘောမျိုးကိုရောက်ဖို့၃မိုင်ဝန်းကျင်လောက်ပဲဝေးတော့ပါတယ်။လက်ရှိမှာတော့တီဘောနဲ့၃မိုင်ဝန်းကျင်ပဲဝေးတဲ့နားခဲရွာထိရောက်နေတာဖြစ်ပြီးတိုက်ပွဲကဆက်လက်ပြီးပြင်းထန်နေတာပါ။လက်ရှိအခြေအနေကစစ်ကောင်စီကလေကြောင်းကနေရတားပြင်းမှထားတိုက်ခိုက်မှုတွေကိုတောက်လျှောက်လုပ်နေတယ်လို့လက်နက်ကြီးနဲ့ဒရုန်းတွေကိုလည်းလုံခြုံသုံးစွဲနေတာကြောင့်ရေရှည်တောင့်ခံထားဖို့ကလည်းမလွယ်ကူဘူးလို့မြေပြင်သတင်းမြစ်တူကပြောပါတယ်။မြေပြင်သတင်းမြစ်တူပြောပြတာကို TV ကနောက်ခံတန်ထည့်ဖတ်ထားပါတယ်။ တီဘောနဲ့ကတော်တော်နီးနေပြီလို့ပြောလို့ရပါတယ်။အခုသူတို့ရောင်းနေတဲ့နားခဲရွာကတီဘောနဲ့ဆိုရင်၃မိုင်ဝန်းကျင်ပါပဲ။တိုက်ပွဲကလည်းဆက်ပြီးပြင်းထန်နေပါတယ်။ရေရှည်တောင်းခံနိုင်ဖို့လွယ်မလားဆိုရင်တိတ်တော်မလွယ်ပါဘူး။ဒါပေမဲ့အကောင်းဆုံးတော့ခုခံနေပါတယ်။ဒစနစက်ကိုစစ်စီကာလာဟာစီးရအမြင့်ဆုံးအရှိန်ကိုရရှိခဲ့တာဖြစ်ပြီးတရုတ်ရဲ့ဂျောင်းဝင်မှုရှိလာတဲ့နောက်မှာတော့စီးရအရှိန်ဟာရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်တရုတ်ရဲ့ဂျောင်းဝင်မှုကြောင့်ပဲ တစင်တစက်ကွန်စစ်စင်ရဲ့အဓိကသုံးပွဲတွေကတစ်ပွဲဖြစ်တဲ့ MNDA နဲ့စစ်ကောင်စီတို့ကြားအပြစ်ရသွားခဲ့တာကရှမ်းမြောက်စစ်စင်ရဲ့ချင်းဝင်ရှားပြောင်းလဲကိုဖြစ်စေခဲ့တဲ့အဓိကချက်ဖြစ်ပါတယ်။တရုတ်ကြောင်ဝင်မှုကြောင့်ပဲဒေါ်လာရင်းအင်အားစုတွေတင်ထားတဲ့လာရှုကိုတနက်တစ်ချက်မှမဖောက်ရဘဲစစ်ကောင်စီတန်းပြန်လွှဲပေးလိုက်ရပါတယ်။အဲ့နောက်စစ်ကောင်စီက DNL ထိန်းချုပ်ထားတဲ့မြို့နယ်အများစုကိုတရုတ်ဂျောင်းဝင်ဆွေးနွေးတဲ့ဆွေးနွေးပွဲတွေမှာပြန်တောင်းခဲ့ပါတယ်။ DNL ကလက်မခံခဲ့တဲ့နောက်မှာတော့စစ်ကောင်စီကရှမ်းမြောင်မှာထိုးစစ်စတင်ခဲ့ပါတယ်။ ဇူလိုင်16ရက်နေ့မှာတော့တနစ်ကြာထိမ့်သိမ်းထားနိုင်ခဲ့တဲ့တောင်ချိုကို TNL ဘက်ကပြန်လက်လွတ်ခဲ့ရတယ်လို့အော်တိုဝါတရက်နေ့မှာတော့ကြောင်မဲကိုပါထပ်ပြီးလက်လွတ်ခဲ့ရပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကတီဘောကိုဆက်ပြီးထိုးစစ်ဆင်နေတာပါ။မြို့နာကိုလည်းစစ်ကောင်စီထိုးစစ်ကရောက်နေပြီဖြစ်ပါတယ်။ စစ်ကောင်စီနေနဲ့ကတော့စစ်စင်ရေးကိုနှစ်ပိုင်းခွဲဆောင်ရွက်မဲ့အခြေအနေဖြစ်ပြီးရွေးကောက်ဝယ်ပန်တိုင်ကဒီဘက်ကိုပြည်သက်သိမ်းဖို့အတွက်ကြိုးစားမှာဖြစ်တယ်လို့ရွေးကောက်ပွဲပြီးမှာတော့ရှမ်းမြောက်ကလက်ကျန်မြို့နယ်တွေကိုဆက်လက်ထိုးစစ်ဆင်မှာဖြစ်ပြီးအပြည့်ရထားတဲ့ MNDA ထိန်းချုပ်မြို့နယ်တွေကွာချင်းချောက်လာပွဲရှိတယ်လို့စီရန်ဘူကြီးကိုစင်ရောကပြောပါတယ်။ရွေးကောက်ပွဲကာလကိုသူတို့ခဏလုံခြုံရေးပေါ့နော်လုံခြုံရေးနဲ့နိုင်ပြီးစူမူရေးတော့ပဲလုပ်ပြီးတော့ခဏနားမယ်နားပြီးကမှရွေးကောက်ပွဲအလွန်ကာလကြာကမှကြံတဲ့မြို့နယ်ဒီကူပေါ့နော်ကြံတဲ့ မြို့နယ်တွေကိုစစ်စီရေးတဖန်ပြန်လုပ်လာမဲ့အနေအထားမျိုးလို့ရှုမြင်ရပါတယ်အဲဒီဘောပြီးသွားရင်တော့ရှမ်းမြောင်မှာလေကြောင်းတိုက်ခိုက်မှုကလွှဲရင်ပေါ့နော်လေကြောင်းတိုက်ခိုက်မှုကလွှဲရင်စစ်တပ်ရဲ့ထိုးစစ်အချိန်တိတိတသာရော့သွားမယ်လို့တော့အကြံမြင်သုံးသပ်ရပါတယ်ဒီအနေနဲ့လည်းကုန်တော်ရေးလမ်းကြောင်းအမြန်ဆုံးပြန်ဖွင့်နိုင်မှုအတွက်အရေးကြီးနေတာကြောင့်ပပောင်းဆောင်ကပြားပေးနေတာပါ တစင်းနဲ့ဆက်ကွန်စစ်စင်ရေးလုံးမှာရှမ်းမြောက်ကတိုင်းသားလက်နက်ကိုင်းတော်လိုင်းအင်အားစုတွေနဲ့စစ်ကောင်စီတို့ကြညီညီနိုင်နိုင်တဲ့အုပ်ချုပ်ရေးပုံစံကိုဒူရူကဖန်တီးဖို့တရုတ်ဘက်ကကနအူးမျောလင်းခဲ့တယ်လို့တရုတ်ရေးကျွမ်းကျင်သူတူကပြောပါတယ်။ဒါမှမဟုတ်တော်လိုင်းအင်အားစုတွေကစီးရထင်တာထပ်ပို့ပြီးအောင်မြင်ခဲ့တဲ့နောက်မှာတော့ရှမ်းမြောက်မှာတပတ်တည်းကလွှမ်းမိုးတော်တာမျိုးမဖြစ်အောင်နဲ့အနောက်အုပ်စုနဲ့ရှင်းရှင်းလင်းလင်းရှိတဲ့စစ်ကောင်စီကိုပဲတရုတ်ကပြန်သုံးဖို့ဆုံးဖြတ်တာဖြစ်တယ်လို့လည်းဆိုပါတယ်။တော်လိုင်းဖွဲ့စည်းရေး ီးစက်တဲ့လူတယောက်ကယူဆရတဲ့ကြောင့်မလို့အဆုံးသက်မှာအဲဖွဲ့စည်းအများကြီးနေတဲ့စကားမပြောရဘူးအဲသူနဲ့လည်းဆက်ဆံရေးဒါအတိုင်းအတာခုတည်ရှိပြီးသားဖြစ်တဲ့နေပြည်တော်ပဲဆက်ပြီးတော့အသုံးပြုတယောက်ကဆုံးဖြတ်လိုက်တာလို့ယူဆလို့ရတယ်ဗျဒါကြောင့်မလို့ဒီကုံသွေးလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့မြို့တွေကိုတော့ တရုတ်နိုင်ငံအနေနဲ့စစ်ကောင်စီတက်ထက်မှာပဲရှိစေချင်တယ်လို့ကျွန်တော်ယူဆလို့ရတယ်ပေါ့တစ်ဆယ်နှစ်ဆက်ကွန်စစ်စင်ကာလာမှာ TNL ကမြို့ပေါင်း12မြို့ထိတိမ့်ပိုက်ထားနိုင်ပေမဲ့လက်ရှိမှာတော့နောင်ချိုနဲ့ကြောင်မဲကိုပြန်ပြီးလက်လွတ်ထားပါတယ်ဒီပေါ်နဲ့မိုးကိုကိုလည်းစစ်ကောင်စီကဆက်လက်ထိုးစစ်ဆင်နေတာပါတနင်္ဂနွေလုံးအနေထားနဲ့ဆိုရင်တော်လိုင်းအင်အားစုတွေကတိမ့်ပိုက်ထားတဲ့မြို့ပေါင်း104မြို့တွေက10မြို့ကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ထားပြီးမြို့တချို့ကိုလည်းဆက်ပြီးထိုးစစ်ဆင်နေပါတယ်ကျွန်တော်ထားအောင်ပါ အင်းစိန်ထောင်မှာအချင်းကြောင့်ထိန်သိမ်းခံထားရသူတွေကိုစစ်အုပ်စုကလုံမဲ့ရွှေကောက်ပွဲမှာကြိုတင်မဲပေးဖို့ဖိအားပေးချင်းချောက်နေလို့ သွေးစည်းညီညွတ်သောတက်မကများအဖွဲ့ချုပ် STUM ကအသိပေးထုတ်ပြန်ထားပါတယ်။အဲ့ဒီအကျဉ်းထောင်အတွင်းအချုပ်ခန့်ချီအချုပ်သားတွေကိုရွေးကောက်ပွဲအတွက်ကြိုတင်မဲထဲဖို့ဖိအားပေးနေပြီးကြိုတင်မဲပေးဖို့ငင်းဆန်ရင်ကက်ကွက်မဲအဖြစ်သတ်မှတ်မှာဖြစ်တယ်လို့တိုက်ပိတ်တာမျိုးနဲ့ထောင်တွင်ပြည်နယ်တွေခြောက်တော့မဲဆိုပြီးချင်းချောက်ချင်းပေါင်းနေတယ်လို့ STUM ကဆိုပါတယ်။ အင်းစိန်ထောင်မှာထိမ့်သိမ်းခတ်ထားရပြီးပြမှုကျူးလွန်တက်သူများခြေကျုံနဲ့ခံဝတ်အပ်ဥပဒေအမှုနဲ့အသင်းအဖွဲ့များမဲ့ပုံတင်ခြင်းဆိုင်ရာဥပဒေတွေနဲ့တရားရင်ဆိုင်နေရတဲ့ SDUM ရဲ့ဦးဆောင်သူဒေါ်မျိုးမျိုးအေကိုအော်တိုဘာလ13ရက်နေ့မှာရုံးထုတ်ခဲ့ပြီးနောက်သူအပါအဝင်အချုပ်သားတွေကိုကြိုတင်မေးပေးဖို့ဖိအားပေးချင်းချောက်ခံနေရတယ်ဆိုတာကိုအဲ့ဒီအဖွဲ့ချုပ်ကထုတ်ပြန်တာဖြစ်ပါရဲ့ရှင်။ ဒီပူပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကကေခိုင်ပါ